ကျွန်တော်တို့ new dollar ရဲ့နာမည် PDF ဆိုရဲ့เนาะ defense force ဆိုရဲ့နာမည်ကိုထင်အောင်ထင်မှားလုပ်ပြီးတော့တို့တွေကဘာလုပ်တယ်လဲဆိုတော့ရခိုင်မြေမှာတို့တိုက်ပွဲဝင်နေတာဒီအစ္စလာမ်မတော့ပါဆိုပြီးတော့တရားဝင်ကြီးညာပြီးတော့ဘာသာရေးစစ်ပွဲကိုမြန်မာပြည်ကိုဆင်လွှဲနေအားလုံးပဲမင်္ဂလာပါ update မြန်မာ new channel ကနေကြိုဆိုလိုက်ပါတယ်နေ့စဉ်အများမြန်မာသတင်းထူးသတင်းဥတွေကိုကြည့်ရှုနှာစင်နိုင်ဖို့အတွက်ကျွန်တော်ရဲ့ YouTube channel ကို subscribe လေးနေဖို့ပြောကြားချင်ပါတယ်ဒီတို့ဒေါ်လာရဲ့အထွေထွေထိုးစစ်ကြီး အောင်ပွဲရသည်အထိလုံပန်းတိုက်ခိုက်သွားမည်ဟု အနာရီမတန်ဒိတ်ထံချမှတ်ထားသည်အနာရီဆိုပြီးတော့ယနေ့ထုတ်ပြန်ထားတယ်အဲ့တော့ကျွန်တော်တို့ဒီအနာရီရဲ့ Facebook page လည်းရှိတယ်အနာရီရဲ့ Telegram လည်းရှိတယ်ကျွန်တော်တို့အိတ်မိတ်ဆွေများတကယ်ကိုစစ်နိုင်တိုက်ချင်တယ် နော်တကယ်ကိုတော်လည်းအောင်မြင်ခြင်းနဲ့ဆိုရင် NRA ရဲ့နော် Facebook page စာမျက်နှာဖြစ်တဲ့ Nationwide Revolutionary Alliance page မှာ like and follow လုပ်လို့ရပါတယ် Telegram မှာလည်းသွားပြီး like and follow လုပ်လို့ရပါတယ်အဲ့ဒီမှာကျွန်တော်တို့လာရောက်ဆက်သွယ်ပြီးတော့ NRA နဲ့တူတူနော်ကျွန်တော်တို့တပ်ပေါင်းစုဖွဲ့ကြီးမဟာမိတ်ဖွဲ့ကြီး စစ်အနိုင်တရေးကိုအားလုံးပူပေါင်းပါဝင်ဖို့ဖိတ်ခေါ်ပါရစေ။အဲ့တော့ကျွန်တော်ရှေ့မှာတင်ပြခဲ့သလိုကျွန်တော်တို့ဒေါ်လာရေးကြည့်မှာကတပေါင်းစုမလို့ဘူးလားလူတွေ။လောက်ကြမယ်လေ။ကျွန်တော်တို့ကလာတော့လောက်ဆောင်ကြကုန်အံ့ကျွန်တော်တို့ဖိတ်ခေါ်နေတယ်။နော် ကျွန်တော်တို့တွေစောင့်ကြည့်အောင်မယ်ဆိုပြီးတော့စဉ်းစားနေတဲ့ကျွန်တဲ့အဖွဲ့အစည်းအသီးသီးကိုလည်းတရင်စကားပေးကျွန်တော်တို့စောင့်ကြည့်တာကဘာကိုစောင့်ကြည့်ပါလဲကျွန်တော်တို့ရဲ့ policy တွေမူဝါဒတွေကိုစနစ်တကျထုတ်ပြန်ပြီးဖြစ်တယ်ဒါတွေဒီကျွန်တော်တို့ဒေါ်လာအောင်နိုင်ရေးစစ်အနိုင်တက်ရေးအမျိုးသားအကျိုးစီးပွားတို့အကုန်လုံးကောင်းမွန်နေတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီစောင့်ကြည့်တဲ့အချက်ကိုကြော်လွန်ပြီးတော့ 妈们不帮拾东西，少愿意。老我们辛苦，要不一路在哪里呢？说漂亮呢。阿斗，老家六上加工案，王母有六上加工案，拉落，王老家落，十八米多，第十家案，这种路太可惜了。如今是谁？ အစုအဖွဲ့လိုက်ဖြစ်စီအသင်းပွင့်ဖြစ်စီတက်ရင်တက်ဖွဲ့လိုက်ဖြစ်စီကျွန်တော်တို့ဒီဥပပေါင်းလှုပ်ဆောင်ဖို့စဉ်သင့်ရှိပါတယ်အဲ့တော့ကျွန်တော်တို့ကလာရောက်ပြီးတော့အနာရီရဲ့ page မှာလာပြီးဆက်သွယ်လာပါเนาะတခါအနာရီရဲ့เนาะကျွန်တော်တို့ဒီ Telegram မှာလာရောက်ဆက်သွယ်လာပါဒါမှမဟုတ်ရှင်ကျွန်တော်ရဲ့ Facebook page မှာ sorry Facebook profile မှာ လာရောက်ဆက်သွယ်လာပါကျွန်တော်တို့ဒီလက်ကမ်းပြီးတော့ဂျူနီပါမယ်အဲ့တော့ကျွန်တော်တို့ကဒီတော်လဟင်းကြီးအမှုအညာဒေသကိုစုစည်းမရမညီညွတ်မရမယ်ဆိုပြီးတော့ကျွန်တော်တို့အားလုံးကပြောလာတာလေးနှစ်ကျော်ငါးနှစ်ရှိပြီလက်တွေ့လူတွေကဘာလို့မလုပ်ကြတာလဲဟုတ်ပြီလက်တွေ့လောက်လာရင်ကျွန်တော်တို့တွေ ပူပေါင်းဆောင်မှုတွေမလုပ်သင့်ဘူးလားလက်တွေလှုပ်လာရင်ကျွန်တော်တို့တွေအားလုံးမပါဝင်သင့်ဘူးလားဘုံရင်သူကိုနှွာမှလေအဲ့တော့ကျွန်တော်တို့ကဒီအညာဒေသစုစည်းညီညွတ်ရေးမှသည်မြမတပီလုံးမိတ်ဖက်မဟာမိတ်တပေါင်းစုစီတို့ဆိုတဲ့နော်ကျွန်တော်တို့ဒါကို မျက်နှာမူအားမှာဖြစ်ပါတယ်။ဒါကြောင့်မလို့ကျွန်တော်တို့ဒေါ်လာရေးကြီးမှာမလာအကြံဖက်ဆက်သက်ရှိနေတဲ့ပြည့်အဲ့အာနာရှင်ရဲ့အယုတ်ကိုက်စစ်ခွေးတွေရဲခွေးတွေနဲ့ဘောမတွေရှိနေတဲ့ပြည့်အဲ့အာနာရှင်စစ်တပ်ရှိနေတဲ့ပြည့်ကျွန်တော်တို့ပြည်သူတွေဘယ်တော့မှငြင်းချမ်းမှုမရနိုင်တလို့ဘဝတွေရေလဲဘယ်တော့မှနော်ကျွန်တော်တို့တွေလူမွေးလူတောင်ပြန်မှာမဟုတ်ဘူးကျွန်တော်မြန်မာပြည်ကြီးကလုံးဝ fail state ချဆုံးနိုင်ငံလုံးဝဖြစ်သွားပြီ လုံးဝပျက်စီးသွားပြီကျွန်တော်တို့ပြန်လည်တိဆောက်ရေးတွေအများကြီးလုပ်ရအောင်မယ်ကျွန်တော်တို့မြန်မာပြည်အခုခရေကကျွန်တော်တို့စဉ်းစားရမှာပါလေသိလား generation gap တွေလူကြီးကျွန်တော်တို့ Gen Z အများစုကလက်နက်ကင်တော်လိုင်းကြီးမှာဆင်နွှဲနေတယ်လူငယ်အများစုကနိုင်ငံနိုင်ငံခြားခြားကိုထွက်နေရတယ်တော်လိုင်းမှာပါဝင်နေတဲ့အလုပ်တွေလုပ်နေရတယ် အဲ့တော့ကျွန်တော်တို့မှာတကယ်ကိုတန်ဖိုးကျွန်တော်တို့မှာလုတ်ဆောင်ရေးအရှိဆုံးလို့ပြောလို့ရတဲ့ generation z တွေဒါမှမဟုတ် generation y တွေနော် generation z ပေါ့အထူးသဖြင့်တို့တို့တွေက generation xy အတွက်ကိုပုံပြီးပေးဆက်နေရတယ်အဲ့တော့ဘာဖြစ်တယ်လဲဆိုတော့တကယ်တကယ်ကျတော့ဒီဒေါ်လာရေးကြီးမှာကနော်နော် generation x နဲ့ y တွေကပို့ပြီးတော့ เนาะปูပြီးတော့လက်ရက်ไก่ดอลลาร์ยีတွေမှာปูပြီးတော့ဒါမို့လို့ရှင်လဲတခြားကျွန်တော်တို့เนาะဒီငွေကြေးဆိုင်ရာလုပ်ငန်းတွေဓာတ်တွေမှာปูပြီးတော့အားဆိုင်ရကျွန်တော်ပြောချင်တာကဘာကြောင့်လဲဆိုတဲ့ခါကြတော့เนาะကျွန်တော်ပြောချင်တယ်ဘာကြောင့်လဲဆိုတဲ့ခါကြတော့အခုကျွန်တော်တို့မြမဘီစက်ကောင်စီ along federal democracy ပြည်တော်စုကြီးမှာ ကျွန်တော်တို့ရင်ဆိုင်ရမယ့်စိန်ခေါ်မှုက aging population နဲ့ငွေမျိုးဆက်သစ်တွေရှားပါလာမှုအဲ့ဒီကနေဘာဖြစ်မလဲဆိုတော့ကျွန်တော်တို့ကလေးမွေးနှုံးကြီးကြာသွားပြီးတော့လူကြီးကစစ်ကြောင်တော်၎င်းအမျိုးမျိုးသောအကြောင်းကြောင်တော်၎င်းလူကြီးရော့ပါလာမှုအဲ့ဒီကနေပြီးတော့ကျွန်တော်တို့တိုင်းပြည်က ဒီ post revolution မှာအဲ့ဒါအထီကိုစဉ်းစားစရာဖြစ်နေတယ်။အဲ့တော့မြို့သူစုစီနော်ယနေ့အချိန်မှာကျွန်တော်တို့ကဒီမြမပြီးမှာနော်တရုတ်ဂျွန်နော်အိန္ဒိယဂျွန်ထိုင်းဂျွန်ဘင်္ဂလားဂျွန်ဘယ်ဂျွန်မှမဖြစ်ချင်လို့ရှိရင်ကျွန်တော်တို့ရဲ့မျိုးဆက်တွေမှာမျိုးဆက်သစ်တွေမှာအခုနောက်ထပ် တာဝန်ဝတ္တရားတရားကဘာပါလာလဲဆိုတဲ့အခါကျတော့ကျွန်တော်တို့တွေမွေးနှုံးနေပါ မြင့်ကြရတော့မယ်ကျွန်တော်တို့တွေမွေးနှုံးနေမမြင့်လို့ရှိရင်ကျွန်တော်တို့ဒိုင်းပြည်တွေက aging population နဲ့ elderly population တွေများပြီးတော့ productivity ကကျပြီးတော့တကယ်ကိုကျွန်တော်တို့တိုင်းပြည်ကိုပြန်လည်တည်ဆောက်မဲ့မျိုးဆက်သစ်တွေခါးဆက်ပြတ်ကုန်မဲ့အရေး ကျွန်တော်တို့ရင်ဆိုင်ရလိမ့်မယ်ဒီလိုမျိုးရင်ဆိုင်ရတာကအခုအီတလီတို့စပိန်တို့ဖြစ်နေပြီဂျပန်ဖြစ်နေပြီတရုတ်ပြည်မှာကလေးတယောက်ပဲ policy ကြောင့်ယောက်ျားလေးဦးမဟာတရားများပြီးတော့မိန်းကလေးဦးရေရှားပါမှုတွေဖြစ်ကုန်ပြီအဲ့တော့ကျွန်တော်တို့လက်ရှိမှာဆိုရင်ဂျန်စီတွေကစနက်ကင်တော်လေးဆင်နွှဲနေတာ generation y နေက နိုင်ငံတကာမှာအလုပ်ထွက်လုပ်နေကြတာအဲ့တော့မြန်မာပြည်မှာဘာကြံလဲဆိုတော့ generation ht အဲ့လိုမျိုးဖြစ်တယ်အဲ့ဒီ y နေက h ဖြစ်လာမယ်အဲ့ဒီဂျားထဲမှာကျွန်တော်တို့ကပြည်တွင်းစစ်ကြောင်းရောအခုအရေးတော်ပုံကြီးကြောင်းရောလူကြီးတွေကဘုံကျက်ခံလို့အသက်ခံလို့စစ်ဘေးရှောင်းလို့နိုင်ငံတကာကိုလူတွေကနော်ထွက်သွားလို့တမ်းမောင်းပြဆိုထွက်သွားလို့ အဲ့ဒီကနေပြီးတော့တဖြည်းဖြည်းနဲ့လူဦးရေတွေကကျွန်တော်တို့တွေကကျဆင်းလာပြီးတော့ကလေးမွန်းတို့တွေကကျဆင်းပြီးတော့ post revolution နဲ့ကျွန်တော်တို့ပြန်လည်ပြီးတော့ development ကိုသွားတဲ့အချိန်ကြရင်အဲ့ဒီအလုတ်လုံနိုင်သောတိုင်းပြည်ကိုဆက်လက်ပြီးတည်ဆောင်မဲ့မျိုးဆက်သက် generation z တွေ generation alpha တွေခါဆက်ပြက်ကုန်မှာတော့ဆိုရင်အဲ့တော့လောလောဆယ်ဒီစကားပြောရင်တော့ကျွန်တော်တို့ကလောလောဆယ်တိုက်ပြီးအလီထားမှာက ပြည်သူတွေကထမင်းစားဖို့တော့ငတ်ပြတ်နေတော့ဘယ်လိုလုပ်ပြီးတော့ခလေးအများကြီးယူမလဲဆိုတာကเนาะပြောစရာရှိတယ်ဟုတ်တယ်ကျွန်တော်လည်းတွေ့ပါတယ်เนาะစားစရာမရှိလို့ငတ်ပြတ်နေလို့ထမင်းပြပဲစားနေရတယ်ဆိုတာတွေတွေ့တယ်เนาะညနောက်ကကြတော့ မရရတာကိုရှာဖွေပြီးစားတတ်အောင်နေကြတယ်ဆိုတာတွေတွေ့တယ်။နောက်နောက်ကကြာခိုးဆူလူရက်တွေနှိုက်တီးနော်များပြလာတယ်ကျပြလာတယ်ဆိုတာကျွန်တော်တို့တွေ့တယ်။သို့တော့ကျွန်တော်တို့ဒီဘက်ကနော်ဝေးတို့ဆွီဒင်တို့အဲ့ဘက်ဒေသဒိန်းမတ်တို့နော်ဘာဖြစ်လဲ depopulation တွေဖြစ်တယ်။လူရေကျဆင်းလာတယ်။တခါဒီမှာစပိန်တို့အီတလီတို့ depopulation တွေဖြစ်တယ်လူရေကျဆင်းလာတယ်။အဲ့မှာကျွန်တော်တို့ တရုတ်မှာယောက်ျားလေးတယောက်ပဲယူလို့မိန်းကလေးတွေရှားပါဒီလိုမျိုးဖြစ်လာတဲ့အခါကျတော့သူ့ရဲ့တိုင်းပြည်တစ်ခုမှာကဒီ human capital လို့ခေါ်တဲ့လူသားအရင်းကအရေးကြီးတာလူသားစွမ်းအားအရေးကြီးတာကျွန်တော်တို့တိုင်းပြည်မှာက brain drain ကြောင့်လည်းအများကြီးဖြစ်တယ်နောက်ဆုံးပြလေသမားချင်းတူရင်တော့မှကိုရီးယားမှာသွားပြီးတော့လေသမားသွားလုပ်တယ်ဂျပန်မှာသွားပြီးလေသမားလုပ်တယ်အမေရိကန်မှာသွားပြီးလေသမားလုပ်တယ်ဒါတွေကလည်းဖြစ်တယ်ဒါအပြင်ကိုကျွန်တော်တို့တစ်ဖက်မှာကလည်းစစ်ဘေးရှောင်နေဖြစ် နိုင်ငံတကာကိုမှအလုံးလုံးနိုင်နဲ့နော်အလုံးလုံးနိုင်ရဲ့လူကြီးရလဲထိုင်းမှာသွားပြီးတော့ထိုင်းစီပိုက်အတွက်သွားလို့ရတယ်မလေးရှားရောဘတ်ချန်နီမှာသွားလို့ရဒီလိုမျိုးတွေနဲ့တိုင်းပြည်မှာကတကယ်တော့လူသားစွန့်အမြင့်တွေကကျွန်တော်တို့ depletion ဖြစ်နေဖြစ်ဖြစ်နေပြုံးနေတယ်နော်ပြုံးကုန်တယ်တော်တော်လေးကိုပြုံးကုန်တယ်ဒီပရီရှေဖြစ်နေတယ်တော်တော်လေးကိုပြုံးကုန်တယ်တော်တော်လေးကိုညှော်နေလာတယ် เนาะအဲ့ဒီဟာတခုကအစကျွန်တော်တို့ကြိုတင်ပြီးတော့စဉ်းစားထားအဲ့တော့ကျွန်တော်တို့တိုင်းပြည်ကဒီလိုဖြစ်နေတဲ့အချိန်မှာနောက်ဖက်တကားမှာဘင်္ဂလားဒေ့ရှ်ကဘင်္ဂါလီတွေကเนาะဘာလုပ်လာလဲဆိုတော့အရေးကုန်ခြုံပြီးတော့တိုင်းပြည်ပါเนาะဝင်လာပြီးတော့တို့ပိုင်တဲ့မြေတို့ပိုင်တဲ့ရေဆိုပြီးတော့အချောင်တိုက်ပြီးတော့တော်မီလောင်တော်ကြောင်လက်ခမောင်းခတ်လောက်လာတဲ့ဟာတွေလေကျွန်တော်ပြည်သူတွေတွေ့ကြမှာဖြစ်တယ် ဒါကိုလည်းကျွန်တော်တို့ပြည်သူတွေအားလုံးကဒေါ်လာရဲ့အသည့်ဒေါ်လာရဲ့သတိရှိရှိနဲ့ကျွန်တော်တို့မျက်စိမပြက်နော်အမြဲတမ်းအသည့်ဒါနဲ့စောင့်ကြည့်ပြီးတော့နော်လုံးဝကိုအလွတ်မခံမင်းနဲ့အဲ့ဂျူးကျော်သူဘင်္ဂလားဒေ့ရှ်ကဘင်္ဂါလီတွေအရေးကလည်းကျွန်တော်တို့အုံနောက်ထပ်မှာအမြဲတမ်းပြီးတော့ကျွန်တော်တို့ဒါသည်နော်ကျွန်တော်တို့ဒေါ်လာရင်းအစိုးအကျိုးစီးပွားနဲ့ဓာတ်ရိုက်ဆက်ဆိုင်နေတယ်ဆိုပြီးတော့ဒါကိုသတိရပြီးတော့အဲ့ဒီမှာ အရက်ခတ်တက်တော်အေးအေးဥဆောင်မှုနဲ့အတူကျွန်တော်တို့ဒီလက်တွဲပူးပေါင်းဆောင်ရွက်ကြရမယ်အဲ့ဒီဘက်ဘူတိတော်မောင်းတော်ဘက်မှာဆိုလို့ရှိရင်ဘင်္ဂလားဒေ့ရှ်အစိုးရဤအောင်ချီးပေးမှုထောက်ပံ့မှုနဲ့ဘင်္ဂလီမွတ်စလင်အစိုးရအကြမ်းဖက်တောင်းရန်သူတပ်ဖွဲ့တွေဟာအရက်ခတ်တက်တော်အေးအေးကိုနှီးပေါင်းစုံနဲ့တိုက်ခိုက်နေသလိုအပြစ်မဲ့ပြည်သူတွေကိုလည်းနေ့စဉ်တပ်ဖြတ်တယ်မနေ့ကဆိုလို့ရှိရင်ခီးတဲ့တင်ရင်ကို ရခိုင်သားတွေစီးလာတဲ့ယင်မလို့ ARSA လို့ခေါ်တဲ့ဘင်္ဂလီမွတ်စလင်အကြမ်းဖက်တိုက်ဖွဲ့ကပြက်ခတ်တက်ခတ်လို့အရက်သားနှစ်ဦးသိပ်ပြီးတော့နှစ်ဦးဒဏ်ရာရတယ်။အဲ့တော့ဒီနေ့ထပ်ပြီးတော့သတင်းစကားပေးချင်တာနောက်တစ်ခုကဘာလဲဆိုတော့ NUG အနေနဲ့နိုင်ငံတကာသိအောင်ဒီကိစ္စတွေကိုကြက်ပြက်သားသားစန့်ကျင်ကြောင်းစာထုတ်ပါ။နော်စာထုတ်ပါ။ စာထုတ်ပါပြီးတဲ့အခါကျတော့ရူအဖွဲ့ဒီခမရုလည်းစာထုတ်ပါနော်ဘာကြောင့်လဲဆိုတဲ့အခါကျတော့အာစာရုအာရက်စူရုနော်ခုနကနောက်ကကြာရှိသေးတယ်သူတို့တွေဗာလဲ ARA တို့နော်နောက်ကကြာတော့ RDF တို့အဲ့ဒီအဖွဲ့ဒီအကြမ်းဖက်အဖွဲ့စည်းတွေဖြစ်တယ်ကဘာအဝမ်းမှာ နော်ကဘာအဝမ်းမှာ UICC ကနေပြီးတော့ funding ဒေါ်လာတန်းနဲ့ချီရနေတဲ့နော်ရိုးအဖွဲ့တွေနဲ့မဆိုင်ပါဘူးဆိုပြီးတော့ခင်ဗျားတို့စာထုတ်ခင်ဗျားတို့လည်းဒေါ်လာတန်းချီရနေပါပဲဒါမှမဟုတ်ရင်ခင်ဗျားတို့ကရခိုင်ပီဂျီအေဂျင့်သွားမှာဆိုလို့မြန်မာပီဂျီအေဂျင့်သွားမှာဆိုလို့တမန်တကာကိုတုံမီရှုံမီနဲ့ပြဿနာကိုမိခွက်ထွန်းရှာပြီးတော့ခုနကအာစာတို့ RSO တို့နော် ARA တို့ RDF ဆိုတဲ့ အကြံဖတ်အဖွဲ့တွေကိုခမည်းတော်ကနောက်ွယ်ကနေပတ်စံပြီးထောက်ပတ်လက်နဲ့တတ်ဆင်ပြီးတော့အကြံဖတ်အားပေးတဲ့အဖွဲ့တွေဖြစ်မယ်အထူးသဖြင့် NUG ရဲ့လူအခွင့်အရေးဝင်ကြီးဌာနကဒုဝင်ကြီးဆိုတဲ့အောင်ကျော်မူမင်းအဲ့ဒါကိုလုပ်ရမယ်အဲ့ဒါမင်းလူတွေမင်းလုပ်ရမယ်အောင်ကျော်မူနော်လူခွေဝင်ကြီးဆိုတဲ့ပုံကိုယ်နဲ့လူခွေဝင်ကြီးဌာနနောက်ကကျတော့နုကြီးရဲ့အမျိုးသမီးနဲ့ခလေးတငယ်နော်လူမှုဝန်ထမ်းကေစေးဒေါက်တာဝင်းမြတ်အေးတို့ နိုင်ငံတိုင်းဝန်ကြီးဌာနတို့ဒေါက်တာဆဆဟိတ်ဘယ်ရောက်သွားလဲပူပေါင်းဆောင်ရေးစုဝန်ကြီးဆိုတဲ့ဟာတွေအရက်သားပြည်သူတွေရခိုင်သားတွေပိန်နေတဲ့အခါကျတော့ဘာကြောင့်ဘာအတမ်းမမတော်ပဲနဲ့ဗဇက်တွေကပိတ်ပြီးတော့တိမ်ပြီးဖြစ်နေကြတာလဲဘာလဲမွတ်စလင်မဟုတ်လို့လားဘာလဲဘင်္ဂါလီမဟုတ်လို့လားရခိုင်နေဗုဒ္ဓဘာသာတွေတိန်လို့អော်ပြီးလို့ရှင်ဖန်နေမရလို့မလားဒါကိုလည်းကျွန်တော်ပြည်သူတွေသိအောင်လို့ကျွန်တော်ဒီနေ့ တပါးလေးတရင်စကားပြီးခြင်းလေအဲ့တော့နုကြီးအနေနဲ့ပြက်ပြက်ပတ်ပတ်တော်လိုင်းပေါ်မှာတစ္ဆာရှိကြောင်းပြဘူးဟာခမည်းတော်နိုင်ငံတကားဒီအကုန်လုံးခမည်းတော်ကပြောရမယ်လုတ်ရမယ်ဒါမှမဟုတ်ခမည်းတော်တွေနော်အဲ့လိုမျိုးလုတ်ရဲတဲ့တတိမရှိဘူးလောက်ချင်တဲ့အဆင့်လည်းမရှိဘူးစေတနာလည်းမရှိဘူးဆိုတော့ခမည်းတော်ဖယ်ပေးလိုက်တကယ်လုတ်ရဲပြီးအရေးချင်းနဲ့ရှိတဲ့သူတွေကလုတ်သွားလိမ့်မယ်ဒါကလည်း ကဘာတွေပြောချင်တယ်အဲ့တော့ကျွန်တော်ပြည်သူတွေအဲ့မှာ Rohingya Defense Force ဆိုတဲ့ RDF ဆိုတဲ့เนาะအဖွဲ့ဒီကျွန်တော်တို့ຫນွေဒေါ်လာရဲ့နာမည် PDF ဆိုရဲ့เนาะ Defense Force ဆိုရဲ့နာမည်ကိုထင်အောင်ထင်မှားလုပ်ပြီးတော့သူတို့တွေကဘာလုပ်တယ်လဲဆိုတော့ရခိုင်မြေမှာသူတို့တိုက်ပွဲဝင်နေတာဒီအစ္စလာမ်မတော့ပါဆိုပြီးတော့တရားဝင်ကြီးညာပြီးတော့ဘာသာရေးစစ်ပွဲကိုမြန်မာပြည်ကိုဆင်နွှဲနေဒါကိုပြင်းပြင်းထန်ထန်ကန့်ကွက်ပါတယ်ဆိုပြီးတော့မြန်မာပြည်မှာရှိတဲ့ Muslim and Thai one ကော เนาะအားလုံးဒေါ်လာ8တဖွဲ့တွေကเนาะဒါကိုပြပြသသာပြောဖို့လိုတယ်ဆိုတာကိုလည်းတင်ပြရင်းနဲ့ကျွန်တော်တို့တွေကတကယ်လုပ်ချင်စိတ်ကူးရင်လို့မြအောင်လက်တွေလုပ်ကြမှာကိုလက်တွေလုပ်ဖို့ဆိုတာကတကယ်လက်တွေလုပ်ပြီးတော့ကျွန်တော်ဒေါ်လာ8မှာဟိုဟာလိုတယ်ဒီဟာလိုတယ်ဒီဟာမဖြစ်တယ်ဆိုတဲ့ဟာကိုကျွန်တော်ကပြောလာကြပြီးပြီဟုတ်ပြီယနေ့အချိန်မှာတော့ဒေါ်လာအောင်ဖို့လက်တွေလုပ်တဲ့အဖွဲ့เนาะနိုင်ငံလုံးဆိုင်ရာဒေါ်လာ8မဟာမိတ်တပေါင်းစု Nation White Revolutionary Alliance ဆိုပြီးတော့ယနေ့ပေါ်ပေါက်လာပြီဖြစ်တယ်။ဒီအဖွဲ့နဲ့အတူတူအားလုံးစုပေါင်းပြီးတော့ပါဝင်ပြီးတော့မိဘမမိတ်ဆက်ဆံရေးတွေနဲ့တပ်ပေါင်းစုကြီးဖွဲ့ပြီးတော့အညာဘမနော်စုစည်းညီညွတ်ရေးမှတီးညမတပီလုံးတပ်ပေါင်းစုမမိတ်တွေပေါ်ပေါက်ရေးအထိဆက်လက်လှုပ်ဆောင်သွားကြပါစို့လို့တိုက်တွန်းခွန်အားပေးနေအရေးတော်ပုံအောင်မြင်ရေးအတွက်ကျွန်တော်တို့တွေစစ်အနိုင်တက်ရေးစစ်အောင်နိုင်ရေးအနာသိရေးလမ်းစဉ်အတွက် ယနေ့နိုင်ငံလုံးဆိုင်ရာဒေါ်လာမဟာမိတ်တပေါင်းစုကြီးစီးမူဝါဒအလုံးပေါင်းခုနှစ်ချက်ကိုထပ်မံဖတ်ပြရင်တင်ပြရင်ကျွန်တော်ရဲ့နော် live ကိုအဆုံးသတ်မှာဖြစ်ပါတယ်2025ခုနှစ်အော်တိုဘာလ23ရက်နေ့ဒိတ်နဲ့အနာရီတပေါင်းစုကြီးစီးမူဝါဒတစ်စစ်အာဏာရှင်စနစ်ချုပ်ကြီး Federal Democracy ပြည်ထောင်စုထီထောင်ရေးအတွက်စစ်အာဏာရှင်စနစ်အပဝင်မြည်သည့်အာဏာရှင်စနစ်ကိုမဆိုးအပိဓာတ်တိုက်ဖြတ်မိအင်အားစုမှန်သမျှနဲ့မဟာမိတ်ပြုကား ကပောင်းစုအသွင်ဖွဲ့စည်းသွားပြီနှစ်ဤလုပ်ငန်းစဉ်အောင်မြင်ရေးအတွက်ထူထောင်လာသည့် NRA တက်တော်သည်အနာဂတ်ဖက်ဒရယ်တက်မတော်ဤဒစိတ်တပိုင်းဖြစ်လာရင်သာဥတည်ရမန်းထားသည်သုံးချေနောမအမိတ်ဘေးစနစ်ချောမွေ့ပြည့်ပြအောင်ဆောင်ရွက်ရင်းသတွေးသဒံတမိတ်အကျွေးမဲ့နာခံမှုရှိအောင်မိမိတက်အားတိဆောက်ထားရမည်လေးအနာရီတက်တော်သည်ပြည်သူလူထု၏အကျိုးစီးပွားများအပေါ်အကာအကွယ်ပေးနိုင်အောင်ကြိုးပမ်းရင်း လူထုတည်းအလုံးထောက်ကမှုဖြင့်ဘီသူဒေါ်လာရေးစစ်ပွဲကြီးဆင်နွှဲနိုင်သည်သည်ရှိအားထုတ်ရမည်ဖြစ်သည်။နာကြောက်ကြစစ်ဗျာလန်ထိုးစစ်အထွေထွေထိုးစစ်စသည့်အစ်စ်30စလုံးတွင်ခြေမုံရေးလက္ခဏာဆောင်သည့်အတိုက်ပွဲများဆင်နွှဲရမည်။၆စိတ်ဓာတ်အင်အားသာလုံးမှုဖြင့်စူးစီးတိုက်ပွဲဝင်ရမည်။တိုက်ပွဲတစ်ပွဲချင်းမှသည်စစ်မျက်နှာတစ်ခုချင်းစီအထိအနိုင်တိုက်ကာဗျာလန်ထိုးစစ်ဆင်နွှဲခြင်းဖြင့်အထွေထွေထိုးစစ်ကြီးဆင်နွှဲနိုင်အောင် တစ်စင့်တို့ကြိုးပမ်းသွားရမည်ခொနည်းနိုင်ငံတကာစည်းရဲသဘောတူညီချက်ကျင့်သုံးများတိုက်လိုက်နိုင်ရင်ရန်သူချိန်မုံရဲ့နှင့်ရန်သူတပ်ဖြိုခွင်းရဲ့အထွတ်စစ်သုံးပန်းဆံရမူဝါဒများဖြင့်ကန့်ညီအောင်မိမိတပ်ဖွဲ့အားအသိပညာပေးရမည်အချို့အားဖြင့်အထပ်ပါစည်းမှုများကိုအသုံးချ၍စစ်အနိုင်တပ်ရေးအာဏာသိမ်းရေးလုပ်ငန်းစဉ်များအောင်မြင်အောင်အကောင့်ထဲပေါ်ခြင်းဖြင့်ပြည်သူဒေါ်လာရဲ့အထွေထွေထိုးစစ်ကြီးအောင်ပွဲရသည်သည့် လုံပန်းတက်ခတ်သွားမည်ဟုအန္တရာယ်မှတန်ဋိဌံချမှတ်သည်